တလင်ပင်အတွက်တိန်းတောင်းချင်လှူပင်းနေပြီမဲ့ထင်ရောက်မှုမရှိကြောင်းနောက်ွယ်ကအချက်တွေပေါ်လာခဲ့တဲ့ခိုင်နင်းဝေ M Celebrate များလုံးမဲမင်္ဂလာပါရှင်ပြည်သူများရှိမြန်မာလူမျိုးတွေကကဘာမှာစင်ရဲဆုံးနိုင်ငံလို့သတ်မှတ်ခံထားရပြီမဲ့အလူတန်းနဲ့ပတ်သက်ရင်စေတနာမမွေးကြသူတွေပါဘလ28ရက်ကလောက်ခတ်ခဲ့တဲ့ငလင်ကြောင်းမြန်မာနိုင်ငံရဲ့နေရာဒေသတော်တော်များများမှာအိုးမဲအိမ်မဲတွေဖြစ်ကုန်ကြရပါပြီကုညာကေယာမဲနေတဲ့အချိန်မှာမြန်မာလူမျိုးချင်းချင်းကသာပြန်ကူညီကြရတာပါကူညီသူတွေကပရာဟိတတင်းတွေကို ယုံကြည်စွာလှူဒန်းကြပါရယ်ခိုင်နေဝင်ကတော့ကလေးတွေကိုကယ်တင်ရှင်ဖြစ်ယုံကြည်မှုရထားပြီးအလူရှင်တွေကလှူဒန်းကြပါရယ် ခိုင်ရင်းဝေကလက်ရှိမှာလည်းငလင်ဘေးတင်းတဲ့ဒေသတွေကိုသွားကာတမိသားစုလုံးကိုသိန်း၁၀ချီထောက်ပံ့မှုတွေပြုလုပ်နေပါတယ်။ဒီနေ့ထိအလူငွေကသိန်းပေါင်း9000ကျော်ရရှိလို့နေတာပါ။ခိုင်ရင်းဝေကသူလူပေးနေကြောင်းကိုနိုင်စင်နဲ့များတင်ပြနေတာပါ။ရှေ့မှာခိုင်ရင်းဝေကသိန်းပေါင်း1000ချီကိုဘယ်မျိုးအတွက်လူပေးလိုက်ပါပြီလို့တင်ပြပေးမယ်။နောက်မှာတော့မရလိုက်ပါဘူးဆိုတဲ့သူတွေကပေါ်လို့နေတာပါ။ခုနှစ်ရက်နေမှာလည်းငလင်ဘေးကိုအပြင်းအထန်ခံစားလိုက်ရတဲ့ပြည်မနာမျိုးကခိုင်ရင်းဝေကသွားလူပေးပါတယ်။ရက်ွက်အုပ်ချုပ်ရေးမှုတွေစင်းကောက်ပေးတဲ့သူတွေကိုဘုံကြီးကျောင်းတကြောင်းမှာခေါ်ပြီးအိမ် ောင်စု185စုအတွက်သိန်းပေါင်း4000ကျော်ကိုလူဒန်းပေးလိုက်ပါတယ်။ခိုင်နင်းဝင်းကငလင်ပေးကြောင့်ဒုက္ခရောက်နေတဲ့နေအိမ်တွေကိုကိုယ်တိုင်မလှူခဲ့ပဲရက်ွက်အုပ်ချုပ်ရေးမှုတွေစည်ရင်းကောက်ပေးတဲ့အတိုင်းလှူခဲ့တဲ့နောက်ွယ်ကအကျိုးဆက်အနေနဲ့တကယ်မရလိုက်တဲ့သူတွေရှိနေတာပေါ့။မရလိုက်တဲ့သူတွေကလည်းသူတို့မရလိုက်ကြောင်းကိုခိုင်နင်းဝင်းရဲ့ post အောက်မှာ comment လာမန်းကြပါရယ်။အခုလိုလာမန်းတဲ့ပုံမှာခိုင်နင်းဝင်းကချက်ချင်းတုံ့ပြန်လာပါရယ်။သူမအနေနဲ့နေရာတိုင်းကိုလှူနေတာမို့တအိမ်တက်ဆင်းပြီးတော့စည်ရင်းကောက်နေဖို့အဆင်မပြေကြောင်းအသိပေးလာတာပါ။ ရက်ကွက်အုပ်ချုပ်ရေးမှုတွေကစည်ရင်းကောက်ပေးတာကိုဘုံကြီးเจ้าမှာစောင့်ပြီးအခန့်သားလှူပေးလိုက်ရတာကအစဉ်ပြေတဲ့အလူတစ်ခုလို့သာဆိုပါရယ်။ရေးပေးတော့ကလည်းဒီနီးတိုင်းသာကျင့်သုံးခဲ့တာမို့ငလင်ပေးမှလည်းဒီနီးတိုင်းသာဆက်လက်ကျင့်သုံးမယ်အကြောင်းအသိပေးလာပါရယ်။လူအများကခိုင်နှင်းဝေးက ရက်ွက်အုပ်ချုပ်ရေးမှုနဲ့လုံဝါးချင်းရိုက်ပြီးပေါင်းစားနေရလားလို့ဝေဖန်လာခဲ့ပါတယ်။အဆိုပါဝေဖန်မှုတစီတတန်းကိုရလိုက်တဲ့အချိန်မှာခိုင်နင်းဝေကအုပ်ချုပ်ရေးမှုနဲ့လှူရတာအဆင်ပြေကြောင်းအသိပေးလာတဲ့ post ကိုချက်ချင်းဆိုသလိုဖျက်လိုက်ပါတယ်။ဒါအပြင်သိန်း၄၀၀လူပေးမဲ့အလူငွေမရလိုက်ကြောင်းထုတ်ပြောလာတဲ့ပြည်မနာမျိုးကလူအများရဲ့ comment ကိုလည်းဖျက်လိုက်ပါတယ်။ဒါရီကြောင့်မဲခိုင်နင်းဝေကနောက်ွယ်မှာတကယ်မမှန်ကန်တဲ့အချက်တွေရှိနေကြတာလားလို့လူတွေကပူပြီးတော့တန်တရာဝင်ခဲ့ကြတာပါ။ရေဘေးတုန်းကလည်းကြားပြည်နေမှာခိုင်နင်းဝေလှူပေးလိုက်တဲ့အလူငွေသိန်းထောင်ကြီးကတကယ်ရေဘေးတင်လက်ထက် ဲ့လူတွေမရဘူးဆိုပြီးပြဿနာအကြီးကျယ်တက်ခဲ့ပူပါတယ်။ဒါပေမဲ့ခိုင်နှင်းဝင်ကအဆိုပါပြဿနာကိုလစ်လျို့ရှုပြီးလူစရာရှိတာကိုသာဆက်လက်လူဒန်းနေကြတာပေါ့။လူအများကတော့ခိုင်နှင်းဝင်ရဲ့အလူငွေတွေကပိုထိထိရောက်ရောက် ပို့ပြီးတော့ထိရောက်တဲ့အနည်းနဲ့လှူဒန်းနိုင်ကြအောင်ထောက်ပြလို့နေတာပါပရိသတ်ကြီးနေနဲ့ရောတိမ်ပေါင်း၅တောင်းအလူငွေကိုကန်ပြီးငလင်ပေးတွက်လှူဒန်းနေပြီမြေခိုင်နင်းဝင်လှူဒန်းနာတွေကတကယ်ဒုက္ခရောက်နေတာတွေ့စီရောက်ရှိမှုမရှိဘူးလို့ထင်လားဆိုတာပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်